အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဆယ်လီဖြစ်ခြင်းတဲ့စိတ်နဲ့အောက်လန်းနီကိုအသုံးပြုခဲ့တဲ့မင်္ဂလေးတယောက်အကြောင်းပဲဖြစ်ပါတယ်ထုံးစံတိုင်းဇာတ်လမ်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ကျမရဲ့နာမည်က EFU ပါဒီစာကိုရေးနေတဲ့အချိန်မှာကျမဟာလောကရဲ့အလင်းရောင်ကိုလုံးဝမကြည့်ရတော့တဲ့ဘဝတစ်ခုကိုရောက်နေပါပြီလူတွေကကျမကို နာမည်ကျော်ဆယ်လီဖြစ်ချင်တဲ့စိတ်ပြင်းပြမှုကြောင့်ယူသွတ်သွားတယ်လို့ထင်ကြပေမဲ့ကျမဘာတွေပေးဆက်ခဲ့ရလဲဆိုတာဘယ်လို့မှမသိလိုက်ပါဘူးကျမအမြဲတမ်းလူအများရဲ့အာရုံစိုက်မှုကိုလိုချင်ခဲ့တဲ့သူပါကျမမှာတရုတ်ဆောင်နိုင်စွမ်းရှိတယ်အလှပါရှိတယ်ဒါပေမဲ့ဒီအနုပညာနယ်ပယ်ကြီးကကျမကိုလုံးဝလက်မခံခဲ့ဘူးကျမစူးစမ်းခဲ့ပေမဲ့အောင်မြင်မှုကကျမနဲ့အမြဲတမ်းဝေးကွာနေတယ်တခြားသူတွေက အလွယ်တကူနာမည်ကျော်သွားတာကိုမြင်ရတဲ့အခါကျမရဲ့ရင်ထဲမှာမနာလိုမှုနဲ့မုန်းနှမှုတွေသာပြည့်နှံ့နေခဲ့တယ်။ဒီလိုနဲ့ကျမရဲ့စိတ်ထဲမှာဘလုံးနည်းနဲ့မဆိုဒီအလင်းရောင်ကိုရအောင်ယူမယ်ဆိုတဲ့အကြံတစ်ခုဝင်လာခဲ့တယ်။ရောင်းခဲ့တဲ့သုံးနှစ်ကျမဘဝရဲ့အခန်းကြီးလေးတစ်ခုထဲမှာပိတ်မိနေခဲ့တယ်။ကျမရဲ့ဖုန်းထဲမှာတော့ကျမထက်မလှတဲ့သူတွေအရေးချင်းနေတဲ့သူတွေရဲ့တောက်ပနေတဲ့ပုံရိပ်တွေကိုသာနေတိုင်းကြည့်နေရတယ်။ ကျမတဟေးပြင်းနဲ့ဒေါသထွက်လာတယ်။တနေ့မှကျမရဲ့မိခင်ဆရာမဟောင်းမိုးမိုးစီကနေအောက်လမ်းကြောင်းစကားဆမိတယ်။မိုးမိုးကသူ့ရဲ့အမတစ်ယောက်ကလွန်ခဲ့တဲ့ဆယ်စုနှစ်ကနာမည်ကြီးခဲ့ဘူးပြီးအဲ့ဒါကမြို့ပြင်ကဘုန်းကြီးကျောင်းဟောင်းတစ်ခုမှရှိတဲ့ဆရာကြီးတစ်ပါးကြောင့်ပဲလို့ပြောခဲ့တယ်။အဲ့ဒီဆရာကြီးကအထင်ကြီးမှုကိုဖန်တီးပေးတဲ့ဝိညာဉ်နဲ့စာချုပ်ချုပ်ပေးနိုင်တယ်တဲ့။ကျမတုံ့လောက်သွားပြီမဲ့ကျမရဲ့နာမည်ချော်ခြင်းစိတ်က ကြောက်ရွံ့မှုကိုလုံးဝဖုံးလွှမ်းလိုက်ပြီမိုးမိုးနဲ့အတူကျွန်မအဲ့ဒီတရားမဝင်နက်လန်းဆရာရှိတဲ့နေရာကိုညဘက်သွားခဲ့တယ်။ဆရာကြီးရဲ့နေအိမ်ကမောင်မဲပြီးတပင်းအောင်ဆိုင်နေတဲ့နေရာတစ်ခုမှာရှိတယ်။အခန်းထဲမှာနတ်နာနတ်နေနဲ့တန်လိုက်တက်လို့လို့အနံဆိုးဆိုးတွေရောထွေးနေတယ်။နက်လန်းဆရာကကျွန်မကိုကြည့်ပြီးပြုံးလိုက်တယ်။သူ့ရဲ့မျက်လုံးတွေက အနှံ့အောင်ကြောက်တုံးနေလို့ပဲ။ကြောချမ်းမှုကောင်းတယ်။ကြောက်ဖို့ကောင်းတယ်။ အဲ့ဒီမှာလည်းနလန်းဆရာကကျမကိုကြည့်ပြီးပြောတယ်နာမည်ကျော်မှုလားအီဖြူအဲ့ဒါမင်းလိုချင်တဲ့အရာလားငါပေးနိုင်တယ်ဒါပေမဲ့ကောင်းငင်ကိုရောက်ဖို့ဆိုနတ်ဆိုးစီကိုလေကားထောင်ရတယ်။ "तू ကမင်းရဲ့မျက်လုံးတွေကိုလိုချင်တယ်။ကျွန်မဘာကိုဆိုလိုမှန်းချက်ချင်းနားမလည်ခဲ့ဘူး။နလန်းဆရာကကျွန်မကိုရှင်းပြတယ်။ကျွန်မအောင်မြင်လေလေကျွန်မရဲ့မြင်နိုင်ကောင်းကို तू ပိုင်ဆိုင်လေပဲတဲ့ အချိန်တိုင်းသူကကျမရဲ့အမြင်အာရုံကနေတစ်ဆင့်ကျမရဲ့ခန္ဓာကိုယ်ကိုရယူလိုက်မယ်တဲ့သူဘာတွေပြောမှန်းကျမနားမလည်ခဲ့ဘူးဒါပေမဲ့ကျမအောင်မြင်ခြင်းစိတ်တစ်ခုတည်းနဲ့သူပြောတာကိုလက်ခံခဲ့တယ်ကျမကိုသူနာမည်ကျော်ခြင်းအစိတ်လို့ခေါ်တဲ့ပန်းမွှင်းရောက်အချုပ်ကိုပေးခဲ့ပြီးလာပညာတစ်ခုမှာကျမရဲ့သွေး50ကိုအဲ့ဒီပန်းမွှင်းပေါ်ချပြီးအဲ့ဒီပန်းမွှင်းကိုကျောင်းဟောင်းတစ်ခုရဲ့အိမ်နာချင်းဟောင်းတစ်ခုထဲမှာမြုပ်နှံမှုအမိန့်ပေးခဲ့တယ် ီးတော့အဲ့ဒီဆရာကြီးကမင်းပေးဆက်ရမယ့်အချိန်ရောက်ရင်မင်းမှန်တယ်မှာမင်းကိုမင်းမတွေ့ရတော့ဘူးအဲ့လိုသတိပေးစကားပြောလိုက်တယ်ကျွန်မလည်းဘာမှတွေးမနေတော့ဘူးချက်ချင်းပဲသဘောတူခဲ့တယ်ကျွန်မအမိန်တိုင်းလုပ်ခဲ့တယ်အဲ့ဒီညမှာကျွန်မရဲ့သွေးနဲ့မော်ပန်းမွေတွေကိုအင်နာချင်းဟောင်းတွေကိုမြုပ်ပြီးအခန်းတွေကိုပြန်ရောက်တဲ့အခါကျွန်မရဲ့အခန်းထဲမှာဖျားနာနေတဲ့ အေးဆက်ဆက်ဓာတ်တခုဝင်သလိုခံစားနေရဒါပေမဲ့ကျမရေမှန်းညက်ပြေတော့မယ်ဆိုပြီးရင်ခုန်တန်းကပို့ပြီးပြင်းထန်နေခဲ့နောက်တနေ့မနက်မှာပဲကျမရိုက်ထားတဲ့တာမန်ဓပုံတပုံကိုလူမှုကွန်ရက်ပေါ်ကိုတင်လိုက်တယ်ရုပ်တွေပေါက်ထွက်သွားတယ်လိုက်တွေ share တွေကမိုးရွာသလိုဝင်းလာတယ်လူတွေကကျမရဲ့အလှပကိုအမြင်မတူအောင်ဆွဲဆောင်မှုရှိတဲ့အလှလိုချီးကျူးရတယ် တပတ်အတွင်းမှာကျမကအမှုပညာရှင်စစ်စစ်တယောက်လိုဖြစ်သွားပြီရုပ်ရှင်ရိုက်ခွင်တွေစောညာရိုက်ခွင်တွေတန်းစီနေတယ်ကျမလိုချင်ခဲ့တဲ့အလင်းရောင်ကိုရုတ်တရက်ရလိုက်ပြီးမြင်လိုက်ရပြီကျမပတ်စံတွေအများကြီးရလာတယ်ခန်းနာတဲ့တိုက်ခန်းတွေကားတွေအများကြီးဝယ်ခဲ့တယ်ဒါပေမဲ့တစုံတစ်ခုကတော့ပုံမှန်မဟုတ်ခဲ့ဘူးကျမဘယ်နေရာကိုပဲသွားသွားလူတိုင်းရဲ့မျက်လုံးတွေကကျမကိုစိုက်ကြည့်နေတာကိုခံစားရတယ်။အဲ့ဒီစိုက်ကြည့်မှုက ချက်ချင်းမြွတ်တာမဟုတ်ပဲဝါမြိုခြင်းလို့ခံစားနေရတယ်။ကျမနာမည်ကျော်လာတာနဲ့အမျှကျမရဲ့စိတ်ချမ်းသာကြီးကတဖြည်းဖြည်းနဲ့ယိုယွင်းလာတယ်။အေးမောလို့မဟုတ်ပဲကျမရဲ့မျက်လုံးအောက်မှာခက်မောင်မောင်စက်ဝိုင်းကြီးတွေကအများရန်ပေါ်နေတယ်။ဘလို့မိတ်ကပ်မျိုးနဲ့မှလည်းဖုံးလို့မရဘူး။အချောက်ဆုံးကတော့မှန်မဲ့ပထမဦးဆုံးမှန်ထဲမှာပုံမှန်မဟုတ်တာကိုတွေ့လိုက်ရတာ။ညဘက်မိတ်ကပ်တွေဖြတ်ပြီးတဲ့အချိန်မှာပါ။ မှန်ထဲမှာကျမရဲ့ရုပ်ကပုံမှန်ပါပဲဒါပေမဲ့ကျမရဲ့မျက်လုံးထဲမှာတော့လုံးဝကိုအယောင်မရှိဘူးပြီးတော့ကျမရဲ့နှက်ခမ်းတော့ကအနှဲငယ်ကော့ညွန့်နေတဲ့အပြုံးကျမရဲ့စိတ်ထဲကထွက်လာတာမဟုတ်ပဲအခြားတယောက်ကအတင်းအားမှဖန်တီးထားတဲ့အပြုံးလိုမျိုးဖြစ်နေတယ်ရက်တွေချလာတော့ကျမမှန်ထဲမှာကြည့်လိုက်ရင်ကျမနဲ့အတူတူဒါပေမဲ့အစီပိုတွေထွက်နေပြီးမျက်နှာပြတ်နေတဲ့အမျိုးသမီးတယောက်ရဲ့ပုံရိပ်ကို ခဏခဏမြင်ရတဲ့အဲ့ဒီပုံကြီးကကျမကိုစိုက်ကြည့်နေပြီးမင်းရဲ့အမြင်အာရုံကငါအတွက်ဘလောက်ဖိုးတန်လဲလို့တိတ်တိတ်ကလေးပြောနေသလိုပဲကျမနာမည်ကြီးတာတက်တန်းကတစ်နှစ်ခွဲသာသာလောက်ပဲရှိပါသေးတယ်။ရိုက်ခွေးနေမှာအလုံးလုံးနေချိန်မှာ reality လက်ထွေဘဝနဲ့ illusion စိတ်ကူးရင်ဘဝကစပြီးတော့ရောထွေးလာခဲ့ပြီ။ကျမမင်းသားနဲ့ချစ်ခမ်းကြိုက်ခမ်းရိုက်နေတဲ့ချိန်ရုပ်တရက် တီရီယိုရဲ့အလင်းရောင်တွေပျောက်ကွယ်သွားပြီးအခန်းတစ်ခုလုံးကပေါ်ပန်းဝင်နေမြုပ်နှံခဲ့တဲ့အင်နာဟောင်းရဲ့ရင်ခွင်းတစ်ခုအဖြစ်ခဏတာပြောင်းလဲသွားတယ်။ကျမရဲ့မျက်လုံးတွေထဲမှာနေရံတွေမှာအညစ်အကြေးတွေကျမ်းမြင်တွေမှာသွေးဆက်တွေပြည့်နှက်နေတဲ့ပုံရိပ်တွေကိုသာမြင်နေရတယ်။ကျမအော်ပြလိုက်တယ်။ဒါပေမဲ့ပဝင်းညင်ကလူတွေကကျမကိုဇောင်းဝင်ကန်နဲ့အရက်နှစ်သွားလို့ပါဆိုပြီးချီးကျူးရတယ်။ကျမနားလေသွားပြီ ဲ့ဒီဝိညာဉ်ကကျမရဲ့အမြင်အာရုံကိုယူနေပြီကျမကိုသူ့ရဲ့အမှောက်ကဘာတွေကိုဆွဲသွင်းနေပြီကျမအဲ့ဒီအိမ်နာချင်းအဟောင်းကိုပြန်သွားပြီးမောက်ပန်းမွေကိုပြန်တူးဖို့ဆုံးဖြတ်လိုက်တယ်ဒါမှဒီကတိကိုဖြတ်လို့ရမယ်ညတခေါကျမအဲ့နေရာကိုရောက်တော့အိမ်နာချင်းနဲ့ကြီးကပုံမှန်ထပ်ပို့ပြီးအနှံ့အောင်မှောင်ရိပ်တွေထွက်နေတယ်လို့ခံစားရတယ်ကျမတူးဖော်ပြီးနောက်ပန်းမွေကိုပြန်တွေးလိုက်တယ်ပန်းမွေကပုတ်ဆွေးမနေပဲ ကျွန်မရဲ့တွေ့ကြောင်အနည်းအောင်တောက်ပနေတယ်။ကျွန်မပန်းမွင့်ကိုမိရှို့ဖို့စူးစမ်းလိုက်တဲ့အချိန်မှာညီကြီးအောက်ကနေအမျိုးသမီးတစ်ယောက်ရဲ့လေချောင်းနာနာနဲ့ငိုနေတဲ့အတန်ကိုကြားလိုက်ရတယ်။အဲ့ဒီငိုတန်ကကျွန်မရဲ့နာမည်ကိုအဆက်မပြတ်ခေါ်နေတယ်။ Eve မင်းဂရိဖြတ်လို့မရဘူး။မင်းကငါရဲ့စင်မြင့်ပဲ။မင်းရဲ့အလေးအောင်ကငါ့ကိုအသက်ရှင်နေတာ။ကျွန်မပန်းမွင့်ကိုမိရှို့လိုက်တဲ့အခါမှာထွက်လာတဲ့အခိုးငွေတွေက လူမျက်နှာပုံစံဖြင့်လေထဲမှာလွင့်တက်ပြီးပြောင်းသွားတယ်။ကျမရဲ့နားထဲကိုပြေးထန်တဲ့အော်ဟစ်သံတွေထွက်လာတယ်။ကျမသတိလည်သွားခဲ့။ကျမနိုးလာတော့ကျမရဲ့တိုက်ခန်းမှာရောက်နေ။ကျမရဲ့နားတွေထဲမှာတရှက်ရှက်နဲ့တီးတိုးသံတွေကအဆက်မပြတ်မြည်နေတယ်။အမြင်အာရုံတွေကပိုဆိုးသွားလာပြီးလက်တွေခြေထောက်တွေကအလင်းအောင်ထဲမှာခဏတာမှိန်သွားတယ်။နောက်ဆုံးရိုက်ကူးရေးကတိုက်ရိုက်ထုတ်လွှင့်မှု live broadcast ပါ။ အလင်းရောင်တွေကင်မရာတွေအားလုံးကကျမစီကိုပဲဥတီနေတယ်။စကားပြောဖို့ကြိုးစားတဲ့အချိန်မှာနှကန်းတွေကထိမ့်လို့မရတော့ပါဇက်ကနေထွက်လာတဲ့အတန်ကကျမရဲ့အတန်မဟုတ်တော့အဲ့ဒါအိမ်သားကျေးဟောင်းတွေကအမျိုးသမီးရဲ့ခါတီးပြီးနာကျင်နေတဲ့အတန်ပဲကျမရဲ့ခန္ဓာကိုယ်ဟာဆင်းမြင်းပေါ်မှာယူသွတ်စွာလှုပ်ရမ်းနေတယ်။မျက်လုံးတွေကအပေါ်ကိုလန်တက်သွားပြီးမျက်လုံးတစ်ဝိုက်မှာအနက်အောင်မင်းသားတွေလိုစက်ဝိုင်းတွေပေါ်လာတယ် ျက်နာကမှန်ထဲမှာမြင်တွေ့ခဲ့ရတဲ့ပုံပြက်နေတဲ့ရုပ်ဆိုးဆိုးပုံရိပ်အဖြစ်ပြောင်းလဲသွားတယ်။ကင်မရာတွေကကျမကိုဓာတ်ရိုက်ထုတ်လွှင့်နေတယ်။ကျမရဲ့ခန္ဓာကိုယ်အောက်လန်းကပိုင်ဆိုင်ထားပြီးပြီလားမသိပါဘူး။ကျမအများပြည်သူရှိကနေပျောက်ွယ်သွားခဲ့တယ်။ကျမမိသားစုကအပြင်ကိုမထွက်ရအောင်ပိတ်လောင်ထားတာ။အခုချိန်ထိကျမကနာမည်ကြီးသူပါပဲ။ကျမရဲ့အဖြစ်အပျက်တွေကအွန်လိုင်းမှာပြန့်နှံ့နေသေးပါ။ ါပေမဲ့ကျမရရှိခဲ့တဲ့အလေးအောင်ကကျမကိုမပျော်ရွှင်စေခဲ့ပါဘူးကျမရဲ့မျက်လုံးတွေကနေအောင်ကိုမခံနိုင်တော့ဘူးမှန်တယ်မှာလဲကျမရဲ့အမြင်အာရုံကိုလုံးဝစားသုံးထားတဲ့အနှံ့ရောက်မျက်လုံးပိုင်ခြင်းကိုပဲမြင်ရတော့အဲ့ဒီနှဆိုးကကျမကိုစင်ပေါ်မှာမြင်နေတဲ့အတွက်ကျမကိုသူ့ရဲ့ကဘာထဲကိုထာဝရအလင်းရောင်အောင်မှာထားခဲ့ကျမအခုချိန်ထိတိုးတိုးလေးကြားနေရတဲ့အတန်တစ်ခုရှိပါတယ်အေးဖြူ အခုမင်းဟာငါလိုချင်ခဲ့တဲ့နာမည်ကျော်ပဲမင်းပေးဆက်ရမယ့်အချိန်ကအခုမှစတာကျမဟာအပြင်လူတွေအတွက်ကြောက်စရာကောင်းတဲ့ဇလန်းတစ်ပုဒ်ဖြစ်သွားခဲ့ပါပြီဇလန်းလေးကိုအဆအဆုံးနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုကျေးဇူးထုတ်ပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်လည်းထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့မှာမို့လို့စောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာ